ကြာရှည်ဆွေးမြဲပြီးယောက်ျားပီသားတဲ့မွေးရင်နဲ့ပထမဦးဆုံးအမျိုးသားသော X-Man ခေါင်းလျှော်ရီယောက်ျားပီသားမှုအပြည့်အဝဖော်ညွှန်းပေးတဲ့ X-Man ခေါင်းလျှော်ရီရန်ကုန်တိုင်းဒေသကြီးရဲ့လက်လက်မဲဆန္ဒနယ်တွေအတွက်ကိုယ်စားလှယ်လောင်းစည်းရင်တင်သွင်းထားသူ33ဦးရှိတယ်လို့ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရပါဗျ။ကိုယ်စားလှယ်အမည်စည်းရင်မှာပြည်ခိုင်ဖြိုးပါတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကလက်လက်နေရာတိုင်းအတွက်အမည်စည်းရင်တင်သွင်းထားပါဗျ။အချို့လက်လက်နေရာတွေအတွက် အမျိုးသားတိုးတက်ရေးပါတီအမျိုးသားဒီမိုကရေစီအင်အားစုပါတီဒီမိုကရက်တစ်ပါတီမြန်မာလူပေါင်းသစ်ပါတီဖလုံဆဝေါ်ဒီမိုကရက်တစ်ပါတီမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမြန်မာအမျိုးသားကွန်ဂရက်ပါတီပြည်သူ့အကြိုးပြုចောင်းသားများဒီမိုကရေစီပါတီစခိုင်းမျိုးသားပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်တွေကတင်သွင်းထားတာဖြစ်ပါတယ်အဲ့ဒီတင်သွင်းထားတဲ့ကိုယ်စားလှယ်တွေရဲ့အရေးချင်းစီးဆက်ထားတဲ့ခြေအနေတွေကို ။ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရဲမြင့်ကအခုလိုပြောပါတယ်။အဘလိုတိုက်နေရတော့ဟိုဒီအခုဆိုရင်ခရိုင်နေရအကုန်လုံးကစီစီဖြစ်တယ်။ဟိုခရိုင်နေအခုဟိုကန့်ွက်တယ်ပယ်တဲ့လူမရှိတဲ့အတွက်အဘလိုတိုက်နေတယ်ဘာမှမရှိဘူး။ရန်ကုန်တိုင်းဒေသကြီးမှာပြည်သူလွတ်တော်အတွက်လေးနေရာဖြစ်တဲ့ဒဂုံမျိုးသစ်စိတ်ကံဒဂုံမျိုးသစ်အရှိပိုင်းလှိုင်သာယာကော်မှုအမျိုးသားလွတ်တော်မဲဆန္ဒနယ်မြေ၆အတွက်ကမာယောလှိုင်ကြီးမြင့်နိုင်လာတာလမ်းမရော အလုံးစိတ်ကန်းညွန့်နယ်တွေကလက်လက်မဲဆန္ဒနယ်တွေဖြစ်ပါရဲ့ရှင်။